ဲ့တော့မာယာနဲ့အတွေ့ဆိုတာအားလဲမာယာနဲ့အတွေ့ဆိုတာအဖြစ်ရှိတဲ့အတွေ့နောက်ဆင်းရဲတဲ့အကျိုးကိုထုတ်လုပ်တတ်တဲ့အတွေ့အမှားနဲ့အတွေ့အဖြစ်ရှိတဲ့ဆင်းရဲတဲ့အကျိုးကိုပေးတတ်တယ်အဲ့ဒီအတွေ့အကျိုးဒီမာယာနဲ့အတွေ့မှန်ကန်တဲ့အတွေ့ဆိုတာအဖြစ်ကင်းတဲ့ ကောင်းရဲ့ချမ်းသာလေးကိုပြီးရတဲ့ဟောလူစိတ်ချဲမှာဖြစ်ချာနေတဲ့အတူတူနဲ့မျိုးဟာပုဒ်ချမ်းသာမှုရှိအဲ့တော့ဘုန်းကြီးတို့ပြောချင်တဲ့ဒီလိုမျိုးပြဿနာတို့ဓာရီကိုသိထားလို့ရှိရင်မာရင်းနဲ့အတွေ့တွေ့မလားမှန်တယ်နဲ့အတွေ့တွေ့မလားမှန်တယ်ပါဗျာဒီဟုတ်မှန်တယ်နဲ့အတွေ့ကိုတွေ့ရတယ်ကဲမှန်တယ်နဲ့အတွေ့ကိုပြောတော့မယ်ဆိုရင် အားရတဲ့အတွေ့ကိုအရင်ပြောအောင်။အပြစ်လို့လည်းဆိုရင်မမားဖို့တဲ့မမားဖို့ကအမှန်လုံးဖို့ရဲ့ကိုယ်အရေးကြီးတယ်။ဆက်တော်ဘုရားကလမ်းညွှန်တဲ့အခါမှာမလိုက်ရတဲ့လမ်းကိုအရင်ညွှန်တယ်၊လိုက်ရတဲ့လမ်းကိုတော့ညွှန်တယ်